ခရမယ်လို့မြတ်စွာဘုရားကဟောတယ်တဲ့အဲ့ဒါယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးတာဟာဘာအပြစ်ရှိလို့ယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးမှုကိုဖယ်ရမှာလို့ဟောတာလေတဲ့ဆိုလိုတာကလူချင်းမမိုးခြင်းမှာယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးခြင်းမှာဘာအပြစ်ရှိလို့အဲ့ဒီတရားကိုဖယ်ဖို့ဟောတာလေတဲ့ဖယ်တယ်ဆိုမှတော့မကောင်းလို့ဖယ်တာပေါ့ဗျာဟုတ်လားအဲ့ဒီမကောင်းတာကဘာလဲလို့မေးတာ ။ဘာအပြည့်ရှိလို့အဲ့ဒီတရားကိုဖယ်ချင်တာလဲပေါ့။ဟုတ်လား။ဝေဒနာရဲ့ပေါ်၊သင်ညာရဲ့ပေါ်၊သင်္ခါရဝိညာဉ်တို့ရဲ့အပေါ်မှာလူချင်းမမောမှုကိုဖယ်ရမယ်လို့ပြောတယ်တဲ့။အဲ့ဒီတရားတွေရဲ့ပေါ်မှာလူချင်းမမောနေတာဟာဘာအပြည့်ရှိလို့လူချင်းမမောမှုကိုပယ်ရမယ်လို့ဟောတာလေလို့သူတို့ကဆက်မေးလိုက်မယ်တဲ့။ဟုတ်လား။အဲ့လိုမေးလို့ရှင်သင်တို့ကဖြေတဲ့။အာဟုသောငါရှင်တို့နောငါတို့ရဲ့ဆရာတတ္တဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် လူချင်းမမိုးချင်းမှာဘာအပြစ်ရှိတယ်လဲဆိုတော့တဲ့ရူပေယုတ်တရား၌အဝိကတာရာဂတမကင်သောຢာကရှိသောအဝိကတာသန္တတမကင်သောအလိုသန္တရှိသောအဝိကတာပေမတမကင်သောချစ်ချင်းရှိသောအဝိကတာပိပာတတမကင်သောဆာလောင်ဟုတ်သိချင်းရှိသောအဝိကတပရိလာဟတမကင်သောပူလောင်ခြင်းရှိသောအဝိကတတဏ္ဍတမကင်သောအလိုတဏှာရှိသောတတထုပုဂ္ဂိုလ်ရဲ့ရူပတ္တ ယုတ်တရားဤဝိပရိနာမညတ္တဘာဝတမျိုးတမျိုးဖြစ်ခြင်းပြောင်းလဲခြင်းဆိုတာတွေဖြစ်လာခဲ့ပြီရှိရောဒုက္ခပရိဒေဝဒုက္ခဒေါမနတုပါယတာသုယဉ္ဇဉ်ကိုကျွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူလောင်ခြင်းတို့သည်ဥပ္ပိစ္ဆန္တိဖြစ်ပေါ်ကုန်၏ဟောတကယ်လို့ယုတ်တရားရဲ့အပေါ်မှာတွေ့တာမမောနေတဲ့လူတယောက် ယုတ်တရားရဲ့အပေါ်မှာဆွဲလန်းနေတယ်ယုတ်တရားရဲ့အပေါ်မှာချစ်ခြင်းမကင်းဖြစ်နေတယ်ဆာလောင်မှုတ်သိခြင်းမကင်းဖြစ်နေတယ်အဲ့ဒါလိုယုတ်တရားရဲ့အပေါ်မှာတန်တက်ငငုံးနေတဲ့ပုဂ္ဂိုလ်တယောက်အတွက်အဲ့ဒီယုတ်တရားကတမျိုးတမျိုးပြောင်းလဲဖောက်ပြန်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မှာစိုးရင်ရင်မူကျွေးခြင်းကိုရှင်ရဲ့ခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းပူလောင်ခြင်းဆိုတာတွေဟာတေချာပေါက်ဖြစ်မှာပဲတဲ့ အဲ့ဒါလို့ဆင်းရဲခြင်းတရားတွေဖြစ်မယ်ဆိုတဲ့အပြစ်ကိုမြင်လို့လူချင်းမမိုးချင်းကို ဖေရှားဖို့တို့ဘုရားကဟောတာလို့ဖြေပါတဲ့ဒီတဲ့တရားကနေနဲ့တယ်နော်အင်းဒါကဥစဉ်တို့ဝေဒနာလည်းအဲ့ဒီတိုင်းပညာလည်းအဲ့ဒီတိုင်းသင်္ခါရဝိညာဉ်တို့မှလည်းပဲအဲ့ဒီတိုင်းသားနေရတယ်ဟုတ်လားဒါကိုပြီးမှဥစဉ်ကအကျဉ်းနည်းနည်းပြောပြမယ်ဟုတ်လားအခုဆက်ပြီးတော့မတိမြတ်ကြီးကငါ့ရှင်တို့တဲ့ အဲ့ဒီပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေကတဆင့်တက်ပြီးတော့မေးလိုက်ဦးမယ်တဲ့နောက်ဆုံးမေးခွန်းလေးအဲ့ဒါကဘာလဲဆိုတော့အာယသမဒါနအရှင်ဘုရားတို့ရဲ့တတ္ထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကိအာနိတန်တန်အဘယ်ကဲ့သို့သောအကျိုးအာနိသင်ကိုဒိဋ္ဌဝါမြင်ရသည်ဖြစ်၍ရူပိယုတ်တရား၌ဆန္ဒရာကဝိနည်းခါကြီးအလိုဆန္ဒပေရှားခြင်းကိုဟောကြားပြီးရှိပါသည်နိ ရုပ်ဝေဒနာတရားသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရဲ့အပေါ်မှာတွေ့တာမမိုးခြင်းကိုဖယ်ရမယ်လို့အရှင်ဘုရားတို့ရဲ့ဘုရားကဟောတယ်။အဲ့ဒါဘာအကျိုးကိုမြင်လို့ဖယ်ရှားခိုင်းတာလဲတဲ့။ဟုတ်။စောစောကဘာအပြစ်ကိုမြင်လို့ဖယ်ရှားခိုင်းတာလဲ။အခုမေးတာကဘာလဲ။အေးဒါကိုဖယ်ရှားလိုက်တော့ဘာအကျိုးရှိမှာမို့လို့ဖယ်ရှားခိုင်းတာလဲလို့မေးတာ။အဲ့ဒါလို့မေးတော့မင်းတို့ဘယ်လိုဖြေရမှာလဲဆိုရင်တဲ့။ ာဟုသောမရှင်တို့နောမာရုယတ္ထာဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရူပတယုတ်တရားရဲ့အပေါ်မှာဝိကတရာဂတကင်သောရာဂရှိသောဝိကတဆန္ဒတကင်သောအလိုဆန္ဒရှိသောဝိကတပေမတကင်သောခြေချင်းရှိသောဝိကတပိပတကင်သောဆန္ဒမှုသိချင်းရှိသောဝိကတပရိလဟတ္တ ကင်းသောပူလောင်ခြင်းရှိသောဝိကတတဏ္ဍတကင်းသောတဏ္ဍရှိသောတတ္တထုပုဂ္ဂိုလ်ရဲ့ရူပတ္တယုတ်တရားရဲ့ဝိပရိနာမယထာဘာဝတမျိုးတမုံဖြစ်ခြင်းပြောင်းလဲပေါက်ပြန်ခြင်းတွေဖြစ်ပေါ်၍လာခဲ့သည်ရှိတော်သောကံပရိဒေဝဒုက္ခဒေါမနတုပါယတာစိုးရိမ်ခြင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူလောင်ခြင်းတို့သည်နှုတ်ပိစံတိဖြစ်ပေါ်၍မလာကြလေကုန်ဟော ရုပ်တရားရဲ့အပေါ်မှာတကယ်လို့စွဲလမ်းမနေဘူးဆိုရင် မမောမနေဘူးဆိုရင်ချစ်ခင်မြတ်လို့မနေဘူးဆိုရင်အဲ့ဒီရုပ်တရားတွေတမျိုးတစ်ပုံကြောင်းလဲဖောက်ပြန်ဖြစ်ချင်တိုင်းဖြစ်ဖြစ်ချင်ရဖြစ်ပါစေအဲ့ဒါလို့ဖြစ်လို့တော့အဲ့ဒီပုဂ္ဂိုလ်မှာပူလောင်ခြင်းလည်းဖြစ်မလာဘူးစိုးရိမ်ခြင်းလည်းဖြစ်မလာဘူးကိုယ်ဆင်းရဲတာတွေစိတ်ဆင်းရဲတာတွေပြင်းစွာပူလောင်ခြင်းဆိုတာတွေလည်းဖြစ်မလာနိုင်ဘူးတဲ့အဲ့ဒါလို့ဒုက္ခတွေအေးခြင်းဆိုတဲ့အကျိုးရှိလို့ ဆန္ဒရာဂဆိုတဲ့တွေ့တာမက်မိုးခြင်းကိုဖေရှားခိုင်းတာတဲ့အင်မတန်ကောင်းတဲ့တရားလို့ဥစဉ်ကတော့နှိမ့်ချတဲ့သဘောကျတယ်ဒီတရားကိုနော်ဆင်းရဲခြင်းရဲ့အကြောင်းဟာဘာလဲလို့သိရတယ်ချမ်းသာခြင်းရဲ့အကြောင်းဟာလည်းဘာလဲလို့သိရတယ်နော်ဆင်းရဲခြင်းရဲ့အကြောင်းကိုသိရင်မဆင်းရဲခြင်းဘူးဆိုရင်အဲ့ဒီအကြောင်းကိုဖယ်ဖို့ပဲရှိတယ်ပြည့်နေမရှိချမ်းသာခြင်းရဲ့အကြောင်းကိုသိပြီဆိုရင်ချမ်းသာခြင်းရဲ့အဲ့ဒီအကြောင်းပြည့်စုံအောင်လုပ်ဖို့ပဲရှိတယ်ဒီပြည့်အကြောင်းမရှိဘူး ဟုတ်ရဲ့လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဥစဉ်တို့ရဲ့ဘဝမှာဒီမြတ်စွာဘုရားရဲ့အယူဝါဒဒီအနှစ်ချုပ်ဒီအင်မတန်အရေးပါတယ်အင်မတန်လည်းတန်ဖိုးကြီးတယ်ဒီတရားလုံးဝမိမဖြစ်တဲ့ဘုံနော်တကယ်ဒီမိုက်ကြီးများအေးဒါလေးကိုဦးဇင်းပြန်ပြီးတော့အစကနေပြန်ကောက်ပြန်မယ်နော်အေးချီးမွမ်းခြင်းနှမျိုးကတော့တရားရဲ့ဒုတိယပိုင်းကျမှပြောမှာနော်အခုမြတ်စွာဘုရားရဲ့အယူဝါဒဟုတ်လားပြန်ပြောမယ်မြန်မာလိုလေးဟုတ်လားအေးနိုင်ငံရခြားတိုင်းတစ်ပါးမှာ ပညာရှိပုဂ္ဂိုလ်တွေကသင်တို့ရဲ့ဘုရားကဘာယူဝါဒရှိတယ်လဲလို့မေးရင်ဘယ်လိုဖြေရမလဲအေးအလိုဆန္ဒတွေကိုဖေရှားရမယ်လို့ဟောကြားတဲ့အယူဝါဒရှိဟုတ်လားဒီဒါကပထမမေးဖို့နော်ဘယ်တရားတွေရဲ့အပေါ်မှာအလိုဆန္ဒကိုဖေရှားရမှာလဲလို့မေးတော့ယုတ်တရားဝေဒနာတရားပညာတရားသင်္ခါရတရားဝိညာဉ်တရား ခန္ဓာ၅ပါးဒီပိဋကကြီးကိုဦးဇင်းတို့အကျေရှင်းမပြဘူးနော်။အေးခန္ဓာ၅ပါးရဲ့အပေါ်မှာတွေ့တာမမိုးတာကိုဖယ်ရှားရမယ်လို့ပြောတယ်။ဘယ်အပြစ်ကိုမြင်လို့အဲ့ဒီသန္တရာကဆိုတဲ့မမိုးခြင်းကိုဖယ်ရမှလဲလို့ပြောတော့ဒါတွေကိုတကယ်လို့ကိုကမမိုးတန်တာနေမယ်ဆိုရင်ဒါတွေလည်းပျက်စီးပြီလဲဆိုရောအဲ့ဒီပုဂ္ဂိုလ်ဟာတေချာပေါ့ဆင်းရဲမယ်ပူလောင်မယ်ဝမ်းနေမယ်ပူဆွေးမယ်ဟုတ်လားအဲ့ဒီအပြစ်တွေကိုမြင်လို့ တွေ့တာမမိုးခြင်းကိုဖယ်ရှားဖို့ခေါ်တာဟုတ်လားကိုတွေ့တာတာကလည်းသေချာပုံကြည့်ပြည့်စုံမှာနော်သေချာပုံပြည့်စုံမှာအဲ့တော့ဒကာမတို့ဦးဇင်းတို့တွေကဘလို့ဖြစ်နေတုံးဆိုတော့သေချာပုံတော့ကဖြစ်အောင်လှုပ်ထားတယ်လို့ပဲဘာဖြစ်လို့လဲဆိုတော့ကိုမမိုးတွေ့တာနေတဲ့အရာတွေမှန်သမျှသေချာပုံမဖြစ်မှဟာနေလေပြည့်စုံမဲ့အရာတွေကြီးပဲအဲ့ဒါတတိချားဖို့လိုတယ်သေချာပုံတမျိုးတမျိုးဖြစ်မဲ့အရာတွေကြီးပဲနော်အဲ့ဒီတော့ဘလို့လှုပ်တာတော့ကြိုတင်ပြီးတော့စင်ရံပတ်ထားတာ ငါဒုက္ခဖြစ်ခြင်းနဲ့ဒါကြောင့်ဆင်းရဲဘလောက်ပေးထားတယ်ငါဒုက္ခဖြစ်ခြင်းနဲ့အဲ့လိုမျိုးမပြောတော့လဲပြောတဲ့ကဲ့သို့ကြိုတင်ပြီးတော့လုံမထားဘူးလားလုံထားတယ်ကိုမက်မောတဲ့အရာတွေဟာတေချာဖို့ပြည့်စုံတယ်သူတို့ပြည့်စုံရင်ကိုကလည်းတေချာဖို့မက်မောထားတာဖြစ်လေတော့ကြောင့်တေချာဖို့ဘာဖြစ်မလို့ပူလောင်မဲ့ရှိုးရင်လေဟုတ်လားဒါကြောင့်အဲ့ဒီအပြစ်တွေကိုမြင်လို့တွေ့တာမက်မောခြင်းကိုဖယ်ရှားဖို့မျက်စွာပြရတာဟောတာဟုတ်လားတိုင်း ဘယ်အကျိုးကိုမြင်လို့တွေ့တာမဲ့မိုးခြင်းကိုဖယ်ရှားဖို့ဟောတယ်ဆိုတော့အဲ့ဒါတွေကိုတကယ်လို့တွေ့တာမဲ့မိုးခြင်းမရှိဘူးဆိုရင်အဲ့ဒါတွေပြည့်စည်ခြင်းတိုင်းပြည့်စည်ပါစေသူကလည်းပြည့်စည်ခြင်းတိုင်းပြည့်စည်မှာပဲနော်သတိကြောက်တရားပဲအဲ့ဒါတွေပြည့်စည်သွားတဲ့အခါကာလမျိုးမှာအဲ့ဒီပုဂ္ဂိုလ်မှာစိုးရိမ်ရင်ပူဆွေးခြင်းကိုကြွေးခြင်းစိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းပါမှဖြစ်เสียအကြောင်းမရှိဘူးတဲ့အဲ့ဒီအကျိုးကိုမြင်လို့ ွဋ္ဌမမိုးခြင်းကိုဖယ်ရမယ်လို့မြတ်စွာဘုရားကဟောတာဟုတ်လားအင်းဒါကြောင့်မမိုးမိတယ်လူချင်းမိတယ်ဆိုရင်တော့အဲ့ဒါပြည့်စည်တဲ့အချိန်မှာတေချာပေါင်းဆင်းရဲရမယ်မမမိုးဘူးမတွေ့တာဘူးဆိုရင်အဲ့ဒါဒီပြည့်စည်တဲ့အချိန်မှာတေချာပေါင်းဒုက္ခအေးမယ်ကိုကြိုက်ရလမ်းကိုရွေးဖို့ပဲရှိတယ်နော်ဒကာသမားတို့ဦးဇင်းတို့ကုထုဇင်းတွေဆိုတော့ကိုခန္ဓာကိုယ်လည်းမမိုးတယ် ပိုင်တဲ့ပစ္စည်းတွေဆိုတာကိုလည်းမမောတယ်။ပဝင်းကျင်တွေကိုလည်းမမောတယ်။တွေ့တာတွေဆွဲလန်းနေရှိ။အဲ့ဒီတွေ့တာမှုဆွဲလန်းမှုတွေကလည်းတေချာပေါက်ရှိနေတယ်။ဒါတေချာတယ်နော်။အဲ့ဒီကိုတွေ့တာတဲ့အရာတွေကလည်းတေချာပေါက်ပျက်စီးမယ်ဆိုတာကမတေချာဘူးလား။တေချာပေါက်မမောတယ်။တေချာပေါက်ပျက်စီးမယ်။တေချာပေါက်ဆင်းရဲမယ်။တန်တရားမရှိနဲ့တန်တရားမရှိနဲ့တခါကြီးဒီမိုင်းနဲ့တေချာပေါက်ဆင်းရဲမယ်။ဘုံဆို ကိုမမောတဲ့ကိုခန္ဓာကိုကြီးရောပစ္စည်းတွေရောအကုန်လုံးပြည့်စုံတယ်ဟုတ်လားတကယ်လို့ကိုပိုင်တဲ့ပစ္စည်းတွေကိုကိုမျက်စိရှိကိုမသိခင်မှာမပြည့်စုံခြင်းမှာဘူးဆိုလို့ရှိတယ်ကိုကအဲ့ဒါတွေရဲ့အရင်ပြည့်စုံလိုက်ဖို့ပဲရှိတယ်မင်းတကယ်ဒီမိုင်းများကိုအရင်ဓာတ်တွေကိုမပြည့်စုံခြင်းဘူးဆိုရင်ကိုကသူတို့အရင်မှာပြည့်စုံလိုက်မှဒါနဲ့အဲ့ဒါတွေပြည့်စုံတာကိုကိုမမြင်ရမှာ အဲ့တော့ကိုပျက်စီးခြင်းဒီပင်နဲ့ကိုပိုင်နာတွေနဲ့ကိုနဲ့ခွဲခွာရခြင်းဖြစ်တဲ့အတွက်ကြောင့်ဆိုရင်ကြီးရဲ့အကြောင်းတရားတစ်ခုကမဖြစ်ဘူးလားဖြစ်တယ်။ဒါကြောင့်ဆွဲလန်းတာကို မခွာနိုင်သေးခြင်းနဲ့ကျွတင်ပြီးတော့ငါဆွဲတဲ့အရာတွေဟာတေချာပေါက်ဖောက်ပြန်မဲ့အရာတွေလို့နားလည်ထားဖို့လိုတယ်။ဟုတ်လား။အဲ့ဒါတွေဖောက်ပြန်ပျက်စီးတဲ့အခါမှာငါဘလို့နေမလဲဆိုတာကိုလည်းကျွတင်ပြီးတော့စဉ်းစားဖို့မလိုဘူးလားလိုတယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်သည့် တွေ့တာမဲ့မိုးခြင်းကို ဖေရှားဖို့ပါ။ဘာရဲ့ပုံမှာတွေ့တာတာကိုဖေရမှာလဲဆိုရင်ခန္ဓာ၅ပါးရဲ့အပေါ်မှာတွေ့တာမဲ့မိုးမှုကိုဖေရမှာပါ။ဘာအပြစ်ရှိလို့တွေ့တာမဲ့မိုးမှုကိုဖေရမှာလဲလို့ဆိုရင်ပျက်စီး